အားလုံးကမင်္ဂလာခင်ဗျာဒီ reason channel ပြန်လဲတိုးဆွလိုက်ပါခင်ဗျာဒီ reason channel ဆိုမနိုင်ကပြည့်ပြန်တဲ့တရင်ကြောင်းတွေကိုမြဲတက်ဆက်ပြီးတဲ့ delete channel ဖြစ်တယ်လို့ကျွန်တော် channel ကလေးကိုမြဲတက်ဆောင်ကြည့်ပြီးကျွန်တော်ပတ်ဆက်ကြရခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့ reason လောက်ပြီးမဲ့တရင်လေးရတော့တိုးဆွဦးပဲတရင်ဖြစ်ပါခင်ဗျာဒီကူတိုးဆွဦးပါဆိုဒီ video ခိုင်းတော့မှဓာရီဘယ်လိုပြောဆိုကြလဲဆိုတော့ကျွန်တော်နဲ့ဒီကိုကြည့်လာမှာခင်ဗျာဟုတ်ဟုတ်ဒီကနေ့ကဆိုတော့ကြောင်မဲမျိုးအခြေအနေနဲ့ပတ်သက်ပြီးတင်ပြပေးကြတော့ပါဒီကနေ့ညနေပိုင်းမှာတက်ပြတော့ကကြောင်မဲမျိုးအနီးမှာတည်ရှိတဲ့ စက္ခန္ဓာជីវါကိုတပ်မတော်ကရရှိပါပြီစက္ခန္ဓာជីវါကရဲ့အရေးပါမှုပါဒီအနေလေးကဒီမန္တလေးလာရှုလမ်းပိုင်းပေါ့တမရဖြစ်နောင်ချုံနဲ့ကြောင်မဲ့လမ်းပိုင်းအဲ့ဒီလမ်းပိုင်းမှာဒါအခန့်စစ်အခိုင်မာလုပ်ခဲ့တဲ့ជីវါကြီးပါသူတို့အခိုင်မာလုပ်တာကကျွန်တော်တို့အဲ့ဒီနားမှာဆိုရင်နားအခန့်ရှိနေစက္ခန္ဓာရှိနေဒီကနေ့ညနေပိုင်းမှာတပ်မတော်ကစက္ခန္ဓာជីវါကိုထိရှုလိုက်ပြီအားလုံးမင်္ဂလာခင်ဗျတည်တည်ချန်နယ်ပြန်လည်ကြိုဆိုလိုက်ပါခင်ဗျ သူတိချန်နယ်ဆိုရင်မနိုင်ကမဖြစ်ပြနေတဲ့တင်းကြောင်းတွေကိုမြဲတဆက်ပြနေတဲ့တင်းချန်နယ်ဖြစ်တယ်မို့ကျွန်တော် channel လေးကို subscribe လုပ်ကိုတောင်းဆိုပြတယ်မို့ဒီလိုအသေးသေးတန်းကြီးကိုဘေးနားလို့ဒီခေါင်းလောင်းလေးလောက်နှိမ့်ခဲ့ဖို့တောင်းဆိုပြတယ်မို့ဘေးနားလို့ဒီခေါင်းလောင်းနှိမ့်ဖို့ကျွန်တော်ရဲ့ဒီတင်းလေးကြည့်လောက်ခင်ဗျာကိုစခန်းကကြီးပါနဲ့ကြောင်မဲမျိုးကမိုင်အားဖြင့်ကျွန်တော်တို့၄မိုင်လောက်ပဲဝေးပါလေတနည်းအားဖြင့်ကြောင်မဲမျိုးရဲ့အကျိုးဆိုပါအကြီးကိုရောက်သွားပြီလို့ကျွန်တော်ပြောမှာဖြစ်ပါတယ်နောက်ထပ်ဒီစခန်းကကြီးပါရဲ့စေရေးရရေးပေါ့ပါသူက ဒီစကားသာကြီးွာကနေပြီးတော့ကျွန်တော်တို့မန္တလေးလာရှူလန်းတိုင်းကြောင်မဲတဲ့ကိုမဝင်မဲနဲ့စကားသာကြီးွာကျွန်တော်ကွင်းလန်းလေးရှိတယ်ကွင်းလန်းကနေပြီးတော့ကျွန်တော်တို့ကြောင်မဲမျိုးကိုရှောင်တဲ့လမ်းရှိတယ်အဲ့ဒီကနေကျွန်တော်ဆက်တက်သွားမယ်ဆိုရင်ကြောင်မဲကြောင်မဲမိုးကုတ်လမ်းပိုင်းကိုရောက်တယ်တကယ်ကျွန်တော်တို့ DNL ရဲ့တကယ်အခိုင်အမာထောက်ဖို့လမ်းကြောင်းကြီးထောက်ဖို့ကြီးွာကြီးကိုပိုင်ပိုင်ဆိုင်လာတာစကားသာအဲ့ဒီနေရာကိုတက်မလို့ကရရှိခဲ့တာလက်ရှိဒီတက်မလို့က စခန်းသာကြီးွားလဲကြောင်မဲကကျွန်တော်မိုင်အားဖြင့်၄မိုင်လောက်ပဲဝေးရဲ့အဲ့တော့တပ်မတော်ကကြောင်မဲမျိုးကိုရရှိသွားပြီဆိုတော့ကျွန်တော်နောက်ထပ်တီဘောပါတီဘောရသွားပြီဆိုတော့ကျွန်တော်တို့လာရှိုးတီဘောကြောင်မဲနောင်ချိုပြည်ဦးလေမန္တလေးအဲဒီကကျွန်တော်တကြောလုံးပွက်သွားပြီဒါဆိုရင်ဘာလို့ဆက်ပြမလဲဆိုရင်လက်ရှိတပ်မတော်ကလည်းလက်ရှိမိုးကုန်းမျိုးရရှိအတွက်ထိုးစစ်ဆင်နေတယ်လက်ရှိထိုးစစ်စင်တာကတပတ်ကနောင်ချွားနေပြီးတော့ကျွန်တော်တို့နောင်ချွားနေပြီးတော့မိုးကုတ်လမ်းပိုင်းအတိုင်းတပတ်ကထိုးစစ်စင်နေတယ် နောက်ထပ်လမ်းကြောင်းကတော့တပိန်ချင်းရနေပြီးတော့မိုးကူဘက်ကိုတက်ဖို့တော့အတက်ပေါ်ထိုးစစ်စင်တယ်အဲ့မှာလမ်းမကြောင်းပါနောက်ထပ်တကြောင်းထပ်ပွင့်သွားတာကလက်ရှိတက်ဘလော့ကစကန်းသားကိုရရှိလိုက်တဲ့တော့စကန်းသားကနေပြီးတော့ကျွန်တော်တို့ဒါကြောက်မဲမိုးကူလမ်းပိုင်းတိုင်းတက်ဘလော့ကနောက်ထပ်စစ်ကြောင်း၃ကြောင်းပဲစုစုပေါင်းကျွန်တော်တို့မိုးကူမြုပ်ရဖို့အတွက်တက်ဘလော့ကပင်မစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်စင်တာဖြစ်လာနိုင်ပါတယ်နောက်ထပ်ခြေတယ်ကိုကြောက်မဲပါအဲ့တော့တက်ဘလော့ကလက်ရှိဒီကြောက်မဲမြုပ်အနီကိုရောက်သွားပြီအဲ့တော့နောက်ရက်ပိုင်းဆိုရင်တက်ဘလော့ကကြောက်မဲမြုပ်တွေကိုကြောက်မဲမြုပ်ကျိုးစုပိုင်းဆိုင်ကိုရောက်ပြီ ဒါဆိုရင် DNA တွေကကြောင်မဲမြို့ထဲမှာသူတို့ခုခံပြီးတိုက်ပါလားအဲ့လိုပဲအဲ့လိုမှပုံပန်းတဲ့ကျတော့နောင်ချိုလိုပဲသူတို့ဆုတ်ပြီးတော့ပြေးပါလားဒီလိုအခြေအနေရှိရကျွန်တော်တို့သိရသလောက်ကတော့ဒီနောင်ကြောင်မဲမြို့ပေါ်မှာရှိတဲ့ဒီ DNA လေးရဲ့ဒီရုံမိုက်ဆိုင်ရာပေါ့ဒါရုံမိုက်ဆိုင်ရာတော့ပြီးခဲ့တဲ့နိုင်လောက်တည်းရှိတာပဲရှိသွားပြီဆိုတော့ဗျ DNA လေးကကျွန်တော်တို့ဒီနောင်ချိုမှာဆိုလဲသူတို့အာစီမင်းကုန်းတွေလမ်းကုန်းတွေအခုန်တွေလောက်တယ်ပေါ့အခုန်တွေကောက်တယ်ပြီးရင်ကျွန်တော်တို့ ကားရေမှပုံနေနေထုတ်ပေးတာလှုပ်တယ်။နောင်ချူမှလည်းလှုပ်ခဲ့တယ်။ကျွန်တော်သွားသည့်တည်းမှာ yes ကားတွေမှသူလှုပ်ခဲ့တာ။ကြောက်ပွဲမှလည်းသူလှုပ်တယ်။လက်ရှိတော့သူတို့ရဲ့ဒီတနည်းအားဖြင့်ရုံးတော့ငယ်ပေါ့ဗျကြီးကြီးပြောတယ်သူတို့ရဲ့ငွေကြေးကောက်ခံတဲ့စက်ကြေးကောက်တဲ့နေရာတွေတော့သူစင်းပြေသွားပြီရှိတော့မရှိတော့ပြန်နေလေကကြောင်မဲမျိုးပေါ်မှာအခုခံမယ်ဆိုတော့တိုက်ပွဲတွေကပြင်းထန်လာလိုက်တယ်အလုံးမမပေါ်နေတရားတလေကရခိုင်တိုင်းပဲကျွန်တော်တို့နောင်ချူမျိုးကနေဆုတ်သလိုသူတို့ပြေးမယ်ဆိုရင်တော့ကြောင်မဲမျိုးကအဲ့လောက်ပြည့်စုံမှုရှိပါမလား တပ်မတော်ကလက်ရှိဒီတပ်မတော်ကတပ်မတော်ရဲ့ drone တစ်ဖွဲ့ပေါ့အဲ့တပ်မတော်ရဲ့ drone တစ်ဖွဲ့ကလည်းလက်ရှိကကျွန်တော်တို့ဟိုတော်တော်ကြီးပေါ့အားရချင်းတော့ခေါင်းလိုက်လက်ရှိကျွန်တော်တို့မျိုးတွေတိတ်နေစကန်းတွေတိတ်နေမှာတိတ်နေခါမှာလည်းဒီတပ်မတော်ရဲ့ drone တစ်ဖွဲ့ရဲ့အရေးပါမှုကအခန့်ကဏ္ဍကြီးမားစွာတည်ရှိပါတယ် drone ဆိုတဲ့နေရာမှာကျွန်တော်တို့ဒါ drone အမျိုးအစားများစွာရှိတယ်အမျိုးအစားပေါင်းများစွာကိုတပ်မတော်ကလက်ရှိတပ်မတော်ဆိုင်လက်ရှိကျွန်တော်တို့ကောင်းမွန်စွာအသုံးပြုနိုင်ပြီကောင်းကောင်းမွန်ကျွမ်းကျင်စွာအသုံးပြုနိုင်ပြီအဲ့တော့အသေးကျွန်တော်တို့နောက်ထပ် အားလုံးလူတွေစိတ်ဝင်စားတယ်စုဆိုင်တော့ပေါ့ဗျာကျွန်တော်တို့ခေါ်တဲ့အသေးကန် drone ပေါ့အသေးကန် drone နဲ့ပတ်သက်ပြီးတော့ကျွန်တော် online မှာလေ့လာတဲ့အခါမှာအသေးကန် drone ကဟိုကုန်ကျစရိတ်လည်းတတ်တာတယ်ပြီးတော့ပြင်မှတ်ကိုလည်းထိမှန်ကိုကသိကြတယ်အကြမ်းမအုပ်စုကကျွန်တော်အဆောက်အဆောက်အဦးကလုံးထဲမှာတို့ရကဒီအခိုင်မာအခိုင်မာဘန်ကာတွေနဲ့အခိုင်မာနေရာယူထားရဲဆိုရင်အဲ့အဲ့အဆောက်အဦးရဲ့ကျွန်တော်တို့တည်နေရာကိုဒီမှာရှိတဲ့ကွန်ထရိုးခန်းနေပြီးတော့တခါလဲအဲ့အသင်ကတော့မှရိုက်ချက်ပြလိုက် ရိုက်တယ်ပြီးတော့အဲ့ဒီဒရုန်းကတောက်လျှောက်ပြန်လေလွတ်တာလေတောက်လျှောက်ပြန်လေဒါသူ့ရဲ့ဒီတတ်မှတ်တဲ့သူ့ရဲ့တင်ညာပြစ်မှတ်ကိုရောက်တော့မှာဝင်ပြီးတော့တိုက်ပြီးတော့ဖောက်ခွဲလိုက်တာဒါကလည်းတော်တော်ထိရောက်တယ်ဒါကလည်းကျွန်တော်ပြည့်ရက်ကဒါရုပ်သက်ဖိုင်မှာတွေ့တယ်အကြမ်းမအုပ်စုတွေကခင်ဗျားမှာဂရုံချင်းနဲ့မှလေးတည်တည်ချာချာအဲထဲမှာသူတို့ဝင်နေတာအဲ့ဂရုံချင်းပေါက်ကိုအသေးကတော့အဲ့အပေါက်ကိုလိုက်ပြီးတော့ဖောက်ခွဲလိုက်တာဖောက်ခွဲလိုက်တာအဲ့တော့ကျွန်တော်ဒီသေးပြချိုးချင်တာကမကြမီမှာမကြမီရပ်ပိုင်းမှာတပ်တော်ကကြောင်မွေးမြို့မှာနိုင်ငံတော်လမ်းနေစိုက်တယ် ကျွန်တော်ကလည်းကြောင်မမျိုးရောက်အောင်ကျွန်တော်တို့ကြောင်မမျိုးကိုသွားတယ်ကကျွန်တော်တို့ကနောင်စုလည်းသွားတယ်ပြီးခဲ့တဲ့ကာလကကျွန်တော်တို့ဂုံသွင်းသွားတယ်ဂုံဖိတ်သွားတယ်ကျွန်တော်တို့ခီးစဉ်တစ်ခုသွားတိုင်းသွားတိုင်းမှာကျွန်တော်တို့ကလည်းမွေကုန်ကြီးကြနေရှိတယ်စီဘိုးတွေရှိတယ်ကကားပြူရတဲ့စီကြီးရှိတယ်လူနေဖို့တွေရှိတယ်စားဖို့တွေရှိတယ်အလကားသွားလို့မရဘူးဒါကြောင့်ကျွန်တော်တို့သွားတဲ့အကုန်ရစီရှိတယ်သို့တော်လည်းပဲကျွန်တော်ရည်ရွယ်ချက်ကရည်ရွယ်ချက်တွေရှိတယ်နံပါတ်1တမ္ပေါ်သားတွေကဒီနေရာကိုရောက်ဖို့အတွက် အခက်အခဲပေါင်းများစွာအသက်တွေသွေးတွေဘဝတွေရင်းမြုံးမှဒီနေရာကိုရခဲ့တယ်ဆိုတာကိုကျွန်တော်ကျွန်တော်ရဲ့တရင်ကြည့်ရှုတဲ့လူတွေသိစေချင်တယ်။သိစေသိစေချင်ဖို့လည်းကျွန်တော်တွေးရိုက်တာ။ဒုတိယချက်ကကျွန်တော်တဲ့တက်မော်သားတွေနဲ့တသားတည်းရှိတယ်ဆိုကျွန်တော်ကြားတယ်။နံပါတ်3ကတော့တက်မော်သားတွေအောင်မြင်ဖို့ကျွန်တော်တို့အောင်မြင်ဖို့ကျွန်တော်ဂုံပြူတာဂုံယူတာကျွန်တော်ဆက်သွားကျွန်တော်တို့ရဲ့ပြင်ပမှုတွေကဘာမှမဟုတ်ပါဘူး။ဘာမှမဟုတ်ပါဘူး။တက်မော်သားတွေကကျွန်တော်တို့အတွက်များစွာဆွံ့လို့ရပါလေ။များစွာပြင်ပမှာပါလေ။ပြင်ပမှာပါလေ။ ဒါကြောင့်ကျွန်တော်ဒီလိုစိတ်နဲ့သွားတာပါတတိယကျွန်တော်ဂုံပြူတာဂုံယူလို့သွားတာဗျာကျွန်တော်ဆက်သွားအောင်ပါဒါကကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းမှာမဟုတ်ဘူးကျွန်တော်အခြားသောဒါကျွန်တော်မြင်းညာဘက်ကလည်းကျွန်တော်သွားဖို့စီစဉ်နေတယ်အမြင်းညာနဲ့ပတ်သက်ရောအတော်တီရာယူမူကတော့သူလမ်းကြောင်းနဲ့ပတ်သက်ရင်သူအားလုံးတောင်းယူရလို့ကျွန်တော်လည်းကျွန်တော်ပြောဆိုတာရှိပါတယ်အမြင်းညာဘက်ကလည်းကျွန်တော်ရောက်အောင်သွားပါလိမ့်မယ်မြင်းညာကလည်းရောက်အောင်သွားမယ်ပြီးတော့ကျွန်တော်တပိတ်ချင်းပါတပိတ်ချင်းကိုလည်းကျွန်တော်ပြီးခဲ့ရက်ကသွားဖို့စီစဉ်ခဲ့ပါတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ အကြောင်းအရာလေးတွေကြောင့်ကျွန်တော်တို့မသွားဖြစ်ခဲ့ပါဘူးအနောက်ပိုင်းဒီအပိုင်းမှာသူ့မို့ဒီကြားထဲမှာဒီကြားထဲမှာကျွန်တော်သွားနိုင်ဖို့အတွက်အဲစူးစမ်းပါမယ်နောက်တစ်ခါတော့ကျွန်တော်တို့ဒီမရိယာပါအဲ့တော့မရိယာဘက်လည်းကျွန်တော်သွားနိုင်အောင်လုပ်လိုက်ပါတယ်ဒီလိုသွားရခြင်းအကြောင်းရင်းကကျွန်တော်တို့တက်မော်သားတွေရဲ့ပြန်ပန်းမှုကျွန်တော်တက်မော်သားတွေရဲ့ပေးဆက်မှုကျွန်တော်တက်မော်သားတွေအနစ်နာခံမှုတွေကိုဂုဏ်ပြုတာပါနောက်တစ်ခါတည်းကကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေသိဖို့ပါတတိယအပြည့်ကျွန်တော်တို့ ျွန်တော်ကားဒက်စ်ဘုတ်မှာကတ်ထားတဲ့နိုင်ငံတော်အလံလေးတွေအစိုးရယုံဒီမှာထိတ်ထားတဲ့နိုင်ငံတော်အလံလေးဒီလိုအလံတွေဖြစ်လာဖို့ကျွန်တော်တို့ယဟန်ရှင်လူဒုတပ်ပေါ်သားများနဲ့အတူရဲတပ်ဖွဲ့ဝင်များနဲ့အတူနိုင်ငံဝန်ထမ်းများနဲ့အတူယဟန်ရှင်လူဒုကြီးအသက်တွေဘဝတွေများစွာပေးဆက်ပြီးတော့မှဒီအလံလေးဖြစ်လာပေါ့ပေါ့တနာပေါ့ပေါ့တိတ်ကိုလေးလက်ပါတယ်လေးလက်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ ကြောက်မဲသွားဖို့ပြင်နေပါပြီကြောက်မဲကိုသွားဖို့ပြင်နေပါပြီဒီအပိုင်းကျွန်တော်သွားပါမယ်အဲ့တော့လက်ရှိတော့တက်ပရိုဆစ်ဆောင်တွေကကြောက်မဲမျိုးနဲ့လေးမိုင်တဲ့အပွားကိုရောက်ရှိသွားပါပြီတနည်းအားဖြင့်ကြောက်မဲမျိုးရဲ့မိမာရှိတဲ့စကန်တာကြည့်ရအောင်တက်ပရိုကထိတ်ချုပ်သွားပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကောခင်ဗျာကျွန်တော်ဒီနေ့ပြသပြတဲ့သတင်းလေးတော့အဲ့ဒါပါခင်ဗျာငါပြီးအများဆုံးအေးချမ်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်